တမင်းကိုဖေဖေတက်တက်လုံးအလိုလိုက်ခဲ့တယ်မြဦးစားပေးခဲ့တယ်မြအရာရာအဲ့ဒါကြီးပြောဖို့မဟုတ်ဘူးမိမိမအောင်ဆိုရင်မိမိကြောင့်တက်ဆိုမိမိရေးဆိုင်နေပါရဲ့တားရဲ့အခုကမိမိကြောင့်တားမှာဒုက္ခရောက်ရတော့မယ်ဒါကြောင့်မလို့အဲ့ဒီမိမကိုတားလက်ထပ်လိုက်ပါတိုင်းမေတတ်တခုပဲမြင်မြတ်တာ မင်းမိကြောင့်အဲ့ဒီမိမကိုလက်ထက်လိုက်ရပြီပဲရွှေပုံအေးရဆိုတာမကောင်းဆိုးမှာပဲကျွန်တော်ပါရင်နေရာရောက်လာပြီ။ ကျွန်တော်မမလေးရှူဖို့အရာမိသားဖာသာပြီးပြီလာတောင်းနေတော့အဲ့လိုပဲဖြစ်ရမှာပေါ့ဟိုအခုကျွန်တော်ဘယ်နေလာခဲ့ရလဲလာတောင်းစရာမလိုလက်ထပ်ဖို့တခါတည်းစီစဉ်လိုက်တော့အေးဟိုတယ်ကတော့ဂျိုပြီးချိတ်မထားတဲ့အတွက်လိုချင်တဲ့ရက်ရချင်မှရလိမ့်မယ်ငါသမီးတိတ်ခါအတွက်လူသိရှင်ကြားဖြစ်မဲ့ပွဲတစ်ပွဲတော့ရအောင်စီစဉ်ရမယ်အမင်းစီစဉ်လိုက် ုံကြစီအားလုံးကထုတ်ပေးမယ်။ဟုတ်အဲ့ကလက်ထပ်ပွဲအတွက်ကိုကျွန်တော်ကရှိတဲ့ငွေနဲ့ပဲစီစဉ်ပြရစီရယ်။အဲ့ရဘယ်လောက်ရှိလို့လဲ။ငါသမီးအတွက်ငါပဲအကုန်ကြခံမယ်။မရှာမရှိနဲ့။ဟုတ်ကဲ့ပါခင်။ကျွန်တော်တို့သဘောတူပြီလို့ကျေးဇူးတင်ပါတယ်။ညာသဘောတူတာမဟုတ်ဘူး။ငါသမီးမိုက်လို့ မဖြစ်နိုင်လွန်တဲ့အနေထားမလို့ငါလက်လျှော့ပေးလိုက်ရတာငါယုံကြည်အားကိုးမှုကိုအလွဲသုံးစားလုပ်တဲ့မင်းကိုစိတ်ပြက်တယ်မင်းတခုသိထားမှာငါသမီးနဲ့လက်ထပ်ပြီးရင်ငါသမီးကိုစိတ်ချမ်းသာအောင်ထားပါမင်းတခုခုထဖောက်လို့ရတော့အသေးပဲအကေကျွန်တော်အဲ့လိုဘယ်တော့မှမဖြစ်စေရပါဘူး ျွန်တော်ရွှေဘုံကိုကျွန်တော်အသက်ရပူချစ်တာအဲ့ဒါပြောမနေနဲ့တော့တမိနဲ့တိုင်ပင်ပြီးတော့လက်ထမ်းမဲ့ရက်တာတေချာရွေးထားလိုက် ရှင်လည်းအိမ်ပြန်လာသေးတယ်နော်ဓမင်းစားတော့မလားကျမဓမင်းပြန်လိုက်တော့မယ်ရေချိုးလိုက်အောင်ရေချိုးပြီးမှပဲစားတော့ဓမင်းလေးရောရောက်ပြီလားမနေ့တည်းကထွက်သွားတာပဲလေဓမင်းလေးကကျမတို့စကားမှမပြောတာအိမ်မှာလဲနေတာနေနေကြတယ်အားလုံးကသစိမ့်နေလို့ပဲတယောက်နဲ့တယောက်ဘာဖြစ်နေလဲဘာလုပ်နေလဲဆိုတာကိုမသိရအောင်ရှင်းနေတာလဲ ငါခုမှပဲမြင်ရတော့တယ်ငါအလုပ်တွေအရင်ရှုပ်နေလို့ပါပြီးတော့မင်းပြောစရာရှိတယ်သမီးလေးကိုစောစောနဲ့လက်ထပ်ပြီးတော့ဘာစောစောနဲ့လက်ထပ်ပြီးတော့မယ်ဟုတ်လားဟုတ်တယ်။မင်းပြောခဲ့သလိုပဲ သမီးလေးကိုလှူလိုက်တာရံများသွားပြီအဲဒါကြောင့်သမီးလေးကိုစောစောနဲ့လက်ထပ်ပေးမှဖြစ်တော့မယ်စောစောဘာကြီးလဲရောက်နေပြီဆိုတော့မင်္ဂလာကိစ္စကိုစီစဉ်ရတော့မယ်ဒီကိစ္စကိုမိသားစုဆုံကြီးပြောဖို့အတွက်ရွှေပုံနဲ့ခေါ်ထားတယ်သမီးလေးကိုစောစောနဲ့လက်ထပ်ပေးတော့မယ်ဆိုတော့ မီးကြီးကိုလည်းမင်းဖြစ်စေခြင်းသလိုမောင်ဖုံးညံစင်နဲ့စီစဉ်ပေးလို့ရတာတော့ရှင်တကယ်ပြောနေရလားကျမတို့ဘလို့မအောင်လိုက်မမီတော့ဘူးအခုရွှေပုံကစစုံနဲ့လက်ထက်မဲ့ကိစ္စဆိုတော့ရွှေပုံကစစုံနဲ့လေဒုက္ခပါပဲရွှေပုံကအလောက်တောင်စိုးရလားရှစ်သမီးကိုရှစ်မနိုင်တော့ဘူးလားရှက်စရာကောင်းလိုက်တာ

ပေးဖုံးကရွှေပုံတယောက်ကတော့လေဘာဝုံးမလေးနဲ့မထားတော့လာပါလိမ့်မယ်ဝေးရွှေပုံလက်ကြပါ Sorry နော်ဒီကမိသားစုလက်ဆောင်စကားပြောခြင်းတော့ချင်းလိုက်တာကဲအခုစားရင်လည်းပြောကြမယ်စား ဖြစ်ဖို့တပတ်အတွင်းစုဆောင်တဲ့လက်ထပ်ဖို့စီစဉ်ပါစုဆောင်ပါကြီးလည်းရောက်နေပြီဖေရှင်တို့တို့လက်မထပ်နိုင်ဘူးလို့ဘယ်တခါပြောရမလဲလက်မထပ်လို့မရဘူး share partner တွေအကုန်လုံးကလည်း MD အသစ်ရွှေပုံ AR နဲ့ဇော်ဇော်နဲ့တွဲနေတာအကုန်လုံးသိကုန်ကြပြီ။ဟာ ဖေရှစ်ပွားတော့ကိုခေါ်မယ်ကြောက်ကြီးပါတော့သူလည်းဆက်မပြောနဲ့တော့သမီးကိုဖေဖေတသက်လုံးအလိုလိုက်ခဲ့သမျှဦးစားပေးခဲ့သမျှအရာရာအဲ့ဒါကြီးပြောမှမဟုတ်ဘူး